။အမျိုးကကျွန်တော်အငယ်ကြီးကလေမလာပါနဲ့ MV ကအအရန်လာတယ်။ဘာတော်လို့မျက်တလုံးအရန်လာတယ်။ idea တောင်းနေလား။ဒါပေမဲ့အခုကျတော့ခင်သွားတော့မလို့။အမနဲ့ခင်တဲ့အမတောင်းနေအလိုရှင်းနေပြီးတော့အမကိုတောင်းပြီးပါတော့။ရိုက်မယ်ဆိုတဲ့အချိန်မှာတခြင်းပေးရပါတယ်။မျိုးအဲ့နဆိုးဆိုတဲ့တခြင်းမျိုးသဘောကျလို့မျိုးရွေးရွေးခဲ့ရပါဘူး။သူကနှစ်ပုတ်နှစ်ပုတ်ပြရတာပေါ့နော်။အဲ့ဒါအမဟိုတကုတ်အမကြိုက်တာတကုတ်ယူပါဆိုတော့အဲ့နဆိုးတခြင်းလေးကိုမျိုးသဘောကျလို့ရွေးခဲ့ရပါတော့။ တော့တစ်ချေလေးပေါ့နော်မနစ်ကလေးကရိုက်မစစ်ဘူးတော့ပေါ့မနစ်ကကျတော့မိုးရသည်ဆိုတော့တဘုတ်ထတာတော့ဒီနေ့တော့နတ်ဆိုးလို့တဘုတ်ထပ်ပြီးထပ်ထွက်တာပေါ့ဒုတိယတဘုတ်ပေါ့ကျတော့နတ်ဆိုးလို့ခေါ်ပါတယ်အမျိုးကကျတော့အငယ်လေးကလေးမလာပါနဲ့ MV ကအဲအရန်လှတဲ့ခေါ်တယ်ပေါ့နော်မျက်တိလုံးအရန်လှတဲ့အိုင်ဒီယာတောင်းနေတာဒါပေမဲ့အခုကျတော့ခင်သွားတော့ပေါ့နော်အမနဲ့ခင်နဲ့အမတောင်းနေအလိုရှင်းနေပြီးတော့အမကိုတောင်းပြီးတာအမအမပေါ့ဟုတ်ကဲ့ပြီးတော့ပြီးတော့ဟိုနတ်ဆိုးနေလဲကမ်းလာတာအမကတော့လက်ခံနေတယ်အဲ့လိုလိုလေးတော့တချင်ရအမကိုလက်ဆိုးနေတယ် ဟုတ်ပါတယ်ကောင်းတယ်လေရိုက်ကြရလဲကောင်းတယ်သချင်းနဲ့ရိုက်ကြလိုက်ကအငွေကြရှိပါတယ်ပေါ့ကျလာလာလို့လေဘာဘာကပြည့်စုံလေဟုတ်ကဲ့အပြင်မတွေ့ရောဟိုလေအဲ့အပြင်မလည်းလာလေကိုတော့နုနုစီလေလာရိုက်မယ်ဆိုတဲ့အချိန်မှာသချင်းပေးပြပါတယ်မျိုးအဲ့နဆိုးဆိုတဲ့သချင်းမျိုးသဘောကျလို့မျိုးရွေးရွေးခဲ့ရပါဘူးသူကနှစ်ပုတ်နှစ်ပုတ်ပြရပါဘူးနော်အဲ့ဒါအမဟိုတကုတ်အမကြိုက်တာတကုတ်ယူပါဆိုအဲ့နဆိုးသချင်းလေးကိုမျိုးသဘောကျလို့ရွေးခဲ့ရပါဘူးပြန်ကောင်း ကောင်းကွယ်ဦးမှာကောင်းတယ်လေကောင်းလို့လည်းအစိုးရဖြစ်တာလေနော်ဆိုပြီးတော့ပေါ့ကျူသားစေကျူသားစေလောက်ကုန်မဒီဂျွန်လာဆယ်လအပြင်းနဲ့ပေါ့နော်အဲ့ဒီတော့မှကျွန်တော်တို့ဝစီစနေပါမောင်လေးမိုးရင်းနိုင်ထုတ်ဖို့စဉ်းစားကြည့်ရတာဟုတ်လို့ပါလက်တည်းစတဲ့ပါလားသူဆိုတာနဲ့မိုးရွာသွားတာရှင်းပြောအမကတော့ဘယ်ကရတာသူကျွမ်းကျင်တယ်လို့ဆိုတော့ကျွန်တော်ပဲနည်းနည်းခက်ခဲတာအမအများကြီးတော့ပြောခေါ်ပါတယ်ဇိုင်းကွန်ကြီးတော့တိတ်တော့ခက်ခဲမရှိဘူးမရှိရပါဘူး အမကတော့ကုညီပြပါတယ်ဒါတိုင်းတိုင်း idea ပေါ့ကျွန်တော် idea လည်းပါတော့အချို့အကြမ်းကဘာမှဟိုမှဖြစ်ပါဘူးဟိုဟိုအရင်ဟိုခက်ခဲတာလည်းမပါဘူးလေနော်ဆိုတော့ပုံမှန်အဲ့လိုမျိုးပေါ့ဟိုချစ်စရာကောင်းတဲ့ music video တခုမဟုတ်ပါဘူးချစ်စရာကောင်းတဲ့ဆိုတာအရင်ဟောအရင်နေမပါဘူးဒါပေမဲ့ तू तू ဘက်ကတော့ तू side ဘက်ကတော့အဲကိုက ပလေးဝါတော့သူခံစားရတယ်ဘယ်လိုလဲအဲ့လိုမနီးစရဘူးပေါ့တချင်းကဒီမှာတော့သူပဲပလေးရတယ်မလားဟုတ်ပါဘူးအဲ့လိုမဟုတ်တချင်းလည်းကြိုက်လို့လေစောက်ဝယ်ရတယ်ဒါမှဒါပေမဲ့အဲ့လိုထားလာပြီးတော့မရိုက်ပြစ်တာအခုကျတော့ကြိုက်ဖို့စီစဉ်ရှိတော့တော့အမားနဲ့အဲ့လိုစီစဉ်ပြီးတော့ပို့ပြီးတော့ခွက်တိပြီးတော့ကြောင်ပြတဲ့တုံးရှိဘူးဝေတော်ခဲ့တာတို့ကမှပဲစိတ်ကူးထားခဲ့တယ်လို့မဖြစ်တော့လေဒီလိုပါပဲ ကနာကနာမျောလင်းချက်တွေအစိမ်းမခိုင်လို့လာမပြီးတင်မာနေအသေးနူးတဲ့ငါဘွားတဲ့ပြန်မလာပါနဲ့အဲ့လိုမဟုတ်ပါဘူးကိုခေါ်ချင်လို့ဆိုပြန်ခေါ်ပါမလို့ခေါ်ရလို့မခေါ်တော့ဘူးကျွန်တော်ပြောတော့ဒီနေ့ကိုတော့ expect အားရှိလို့ဆိုဒီနေ့ကတော့အဲ့လိုရှိန်တော့ရှိတယ်ပေါ့ရေခုန်တော့လို့အာကဲအခုတော့ခေါ်တယ်အာဒီနေ့ကလည်းမလာခဲ့တယ်နေနေရတယ်တော်တော်လည်းလူသိမ့်မကြောက်တော့ဘူးလေ ကျွန်တော်အင်တာဗျူးကကျွန်တော်ဒါကိုစရင်လုံးလို့ကြောက်တာကိုကျွန်တော်ဟုတ်ကဲ့ကင်မရာရဲမြားလို့ရင်ကုန်တာပါအဲ့ဒါတိုက်ဖြစ်တာပေါ့ကိုကအသက်ဆိုတော့ဘယ်အသက်တင်နေရိုက်တာဘူးမှမဟုတ်ပါဘူးကိုအသက်တော့လည်းအသက်နဲ့ပဲနည်းနည်းလေးဟိုဖြစ်တော့လဲမျိုးဘယ်လိုဖြစ်မလဲအများကြီးရိုက်ခဲ့ပါတယ်အဲ့ဒီမျိုးမှဟိုပေါက်မြောက်အောင်မြင်သွားရလို့ရှိသလိုအဲတိတ်မြုပ်ပြောက်ကိုသွားရလို့လည်းရှိရပါတော့ဆိုတော့အဲ့လိုမျိုးဆိုတော့ဒါအဓိကတော့လက်တွဲခေါ်တယ်ဆိုတာထက်သူတို့ရဲ့စူးစမ်းအထောက်အပံ့ပေါ်မှာလည်းမူတည်ပါတယ်ဟုတ်ကိုတွက်ကတော့ ဟိုအစ်စ်နဲ့အစ်စ်ကိုတွဲခေါ်ရလို့ဟိုအဟောင်းနဲ့ရရရလို့ဆိုပြီးတော့အဲ့လိုမျိုးခန်းစားချက်တော်ထွေတူမရှိပါဘူးဒါပေမဲ့တခုတော့ရှိရအောင်သူတို့ကြတော့အဲကိုအဟောင်းချင်းချင်းကကြတော့အဆင်ပြေပိုပြေတာပေါ့နော်လွယ်ပေါ့အစ်စ်ကြတော့နည်းနည်းလေးပိုစိတ်ရှည်ပေးရတယ်အဲပိုနားလည်ပေးရတယ်နောက်တစ်ခါကျကိုကိုတိုင်းလည်းအစ်စ်ကပဲလာတာပဲဆိုတော့ကိုချင်းနဲ့စားပါအဲ့တော့ခတ်တော့မခတ်ဘူးဘာမှတော့ပန်းမကြည့်ဘူးကျွန်တော်တော့ သူတို့စူးစမ်းအားထုတ်မှုပါပဲဟုတ်ကိုကတော့ဘာမှအလိုထူးတလဲကြီးဘူးလို့တွဲခွာရမှာရှိပါဘူးဘယ်ရေးရတယ်ကျွန်မဘာလို့ရှက်ရမှာကျွန်မအင်တာဗျူးပြင်နေကျွန်မကျွန်မမင်းသမီးပဲဟာအေးမပါဘူးကသူသူကြတော့အဲ့လိုမျိုးအင်တာဗျူးဖြေရဲ့အတွေ့အကြုံမျိုးရှိရဲ့ခါကြောင့်နည်းနည်းသူကိုယ့်ရဲ့စီနီယာလည်းဖြစ်တဲ့ခါကြောင့်သူနည်းရှိန်ပြီးတော့ရှက်ကိုရှက်ကန်ဖြစ်နေရပါဆိုတော့လည်းပြိတ္တကရှုံးရှင်ကြောင်းတွင်ရောက်ရှင်နေရှုံးဖြစ်နေအောင် ကျွန်တော်ကတကြည်ဟိုကျွန်တော်ဒီအရာတော့မှဆိုတော့ဘောနော်ဘာလိုက်မှဆိုပြီးတော့ကောက်ကိုစုပြီးတော့ကောက်နဲ့ကိုထုတ်ရတော့တပုတ်တော့ကလည်းကြာတယ်တမပြီးတော့ပြီးတော့ပြီးပြီးတော့လည်းမရချင်ဘူးတမတေးကြလေးနဲ့လုပ်ချင်တယ်ဆိုတော့ဟိုမီလီမီနဲ့ကောက်အောင်တရားချင်တယ်ဆိုတော့နည်းနည်းအချိန်ပေးရတယ်တပုတ်တော့နိကနဲ့ဖြစ်တာဗောနော်ပြန်ပြီးတော့ကိုယ့်အတွက်ဟိုမျိုးအင်ကမ်းမျိုးအဲ့လိုမျိုးပြေးလို့မရဘူးကိုနံပါတ်တစ်ခုကြံခဲ့မှုပဲအဲ့လိုပဲရွေးပြီးတော့လုံနေတာတစ်ချင်းလုံးပေါ့အဲ့တော့ကံပါတီကြတော့ဘာဖြစ်မှာပေါ့နော်အဆင်ပြေပဲထင်တာပဲတော့သူထုတ်သမျှကျင်တော့ကောင်းကောင်းပဲကျွန်တော်ထုတ်တာပေါ့နော်နောက်ထပ်လည်းအဲ့လိုပဲထုတ်နေမှာပေါ့ဟုတ် ရှိရဗျာဟိုဆိုတော့ကျတော့အာမီဇာဆိုတော့ကျတော့တို့ကျတော့ဟောဗောနမိန်စပွန်ဆာရပါဆိုလဲတိတ်လွယ်ကူတောင်းလို့ရပါတယ်မှာကျတော့အန်ဒါဂရောင်းကကျတော့မိန်စပွန်ဆာလဲလွယ်ကူတောင်းလို့မရဘူးအဲ့အတွက်ကိုယ့်ပစံနဲ့ကိုယ့်ဆိုင်ကိုယ့်ဂျူနီယာကိုစုပြီးလောက်ရပို့ပြီးတော့အချိန်ကြာဗောနတော်တော်ထွက်ဖို့အဲအရှင်းထွက်တဲ့တပုတ်ကိုလဲတန်ဖိုးထားရတော့တပုတ်စီကိုကျွန်တော်တခြားလောက်ထားဖို့အဲအဲ့ဒါတိုက်ဆိုင်ဗောနကကိုတပုတ်ကကျတော့မိုးရင်းမိုးလို့မိုးရင်းထုတ်လိုက်တာမနစ်ကနတ်ဆိုးကအရင်ထုတ်လို့ဗောနနတ်ဆိုးကကျတော့မိုးရင်းဖြစ်နေတော့မြိတ်လွယ်တယ်မိုးရင်းထုတ်လိုက်တာဒါကကျတော့တက်ကိုရိုက်ချင်လို့ရိုက်ပေးတော့ဒီမှာတခြားလေးလောက်ချင်တာလေးတဲ့ဗောနကျွန်တော်တခြင်းကို ရိုင်းပစ္စည်းပေါ်လို့လုံးမပြီးတော့တခြားကြည့်လေးနည်းကောင်းမလို့တပုတ်ထွက်လဲတော်တဲ့နာမည်လေးတခုပေါ့နော်အလိုမျိုးလေးကြံခဲ့တော့မှတခုအစဉ်ပြေနေလို့ပေါ်ပါပဲမပြောက်သွားချင်ဘူးနော်အဲ့ဒီတိပဲနော်အောက်တော်ပေါ်တော့တာပေါ့နော်အဲ့ကျင်ကျွန်တော်အဲ့ဝယ်ရကျွန်တော်ကျွန်တော်အချင်းလေးတော်တော်ကြိုက်တယ်အရင်အရင်ဝယ်အစောဆုံးဝယ်ထားတဲ့ချင်ပေါ့နော်ဒါပေမဲ့ထုတ်ပြတာလောက်ကြတာပေါ့အဲ့တော့အချင်းတခုတော့မပြောမှန်းတယ်ပေါ့မမျိုးဆဲလဲအားပါပေါ့အဲ့နေလို့တဲ့မူကြီးတဲ့တရားပေါ့ကျွန်ညီလေးပဲဒီစားချင်းကောင်းလေးအားပေါ့ကြည့်တယ် အချင်းကတော့သူမျိုးကိုပေးနှထောင်တဲ့ထဲမှာအဲ့လိုရွေးရွေးချယ်ခွင့်ပေးရလဲကျေးဇူးတင်ပါတယ်အမအဲ့တခြင်းလေးကိုပိုသဘောကျတယ်ပေါ့ပိုသဘောကျပြီးတော့ပြီးတော့ writer ရဲနောင်ကဒီဒီဒီအမ story story blue story book blue လေးလေးပေါ့နော်ဆိုတော့အဲ့ဘာကြီးကလဲကောင်းတယ်ရိုက်တော့လဲတေချာလေးရိုက်ထားဆိုတော့ဟိုဘယ်လိုပေါ့မလဲကိုလည်းနှစ်ပြန်ရှင်တယောက်နေနဲ့ ဲ့လိုဟိုတချင်းကိုဝါသနာပါတယ်လို့တချင်းကိုချစ်တဲ့သူတယောက်နေနဲ့ဒီကတပုတ်ကိုကုံချခံရတာအချိန်ပေးရတာပြောစိတ်ခံစားချက်တွေပေါ့နော်အဲ့ဒီပုံမှာတော့ပရိသတ်စီအာနေပြီးတော့ဟိုအပိမှုလေးပြန်ရတယ်ဆိုတော့လဝမ်းသာတာပေါ့လေအမှန်တမ်းပြောရရင်တော့ကိုကတရုတ်ဆောင်စိုက်ကကြည့်လို့ရှင်တော့ကိုတရုတ်ဆောင်ပြီးတော့လာဒါအမှန်တမ်းပြောရင်ပြီးသွားတာပါပဲပေါ့ဒါပေမဲ့လည်းကိုလည်းတချင်းချစ်တဲ့သူဖြစ်နေတဲ့အခါကျတော့ဟိုတချင်းတော့ရတာ အပိုင်းပေါ်မှာလိုက်ကိုလုတ်တဲ့တဘိုးတဘိုးဆိုလို့ပြိသက်အတိမဲ့ပြုခံဘဝကြတော့မျိုးတို့အတွက်ကအဲ့လိုပေါ့မျောလင်းချက်တစ်ခုပဲပေါ့နော်အိမ်မက်တစ်ခုမျောလင်းချက်တစ်ခုလို့ပဲအဲ့ဒီအဲ့လိုသူလဲအဲ့လိုသူဆန္ဒလေးပြမြောက်ပါဆိုစတောင်းပါတယ် Thank you ပါဟောကျွန်တော်ကျင်းလေးကဒီဂျွန်ပေါ့နော်ဂျွန်ဒီဆယ်ရက်နေ့မတိုင်ခင်ပေါ့နော် IA2 ကျွန်တော် travel လုပ်တာလေအဲ့ဒီနေ့ထွက်ရင်လည်းကျွန်တော်တရားလေးထားပါတော့ဘာမှလည်းအများကြီးပေါင်းကူညီပေးရတယ်ကျွန်တော်လည်းကျွန်ရင်တလားအကုန်ပေါ့နော်ဆက်ကိုကြိုးစားရတဲ့ထွက်လာရင်လည်းအပြည့်ပါလို့ပါ